မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းရမဲသိန်းမြို့နယ်မှာစစ်တပ်စစ်ကြောင်းနှစ်ခုကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်က6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မေလ10ရက်နေ့ကရမဲသိန်းမြို့နယ်အမြန်လမ်းအနောက်ဘက်လွှာစင်တိုက်နယ်အုပ်စုကြောက်ဦးလေးကျေးရွာအရှိတ်ရဲစခန်းအနီးကနေထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ကြောက်ဦးလေးကျေးရွာအနောက်ဘက်တမိုင်ကအကွာမှာတိုက်တောင်းပြည်သူကာကွယ်ရေးရမဲသိန်းခရိုင်ပကဖရုံးစခန်းကိုမိရှုဖျက်ဆီးလာတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကစစ်သား6ဦးသေဆုံးပြီး9ဦးအပြင်းထန်ဒဏ်ရာရရှိကောင်တော်လိုင်းရဲဘော်များကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ဒီကောင်လေးကစစ်ကြောင်းအင်အား၃ကြောင်းနဲ့ထိုးလာတာပါကျွန်တော်တို့ဘက်ကနယ်မြေရှင်းလေးပေါ့အဲ့ဒီလိုလှုပ်လာတဲ့အချိန်မှာကျွန်တော်တို့စခန်းကိုစစ်ကြောင်းပေါက်လာတယ်အဲ့ဒီလိုစစ်ကြောင်းပေါက်လာတော့စခန်းကိုဝင်ပြီးတော့မိရှို့သွားပါတယ်စခန်းကိုမိရှို့တဲ့အချိန်မှာစခန်းကတိုက်မိုင်းတွေထကွဲပြီးတော့ဒီကောင်လေး၃ကောင်ကျသွားတယ်ဒေတာပထမဆုံးမိုင်းဆွဲတက်ခိုက်တဲ့နေရာမှာ၃ကောင်တည်တယ်နောက်ပြီးတော့ကျွန်တော်တို့စခန်းမိရှို့ခံရတဲ့အချိန်မှာနောက်ထပ်၃ကောင်ထပ်တည်ပါတယ်လို့တိုက်တောင်းပြည်သူဒေါ်လိုင်းအင်အားစုကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများဟာ မေလ17ရက်နေ့နဲ့12ရက်နေ့ဒီမှာပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗါးအလားတူပဲမခွေးတိုင်းပခုတ်ကူမြို့နယ်ရှင်မကန်ပြည်သူ့စစ်ရွာမှာအထိုင်ချတပ်ဆွဲကစစ်တောင်းထိုးနေတဲ့စစ်တပ်ကိုရော့ကက်များနဲ့ပစ်ခတ်ခြင်းမိုင်းဆွဲတိုက်ခိုက်ခြင်းတို့နဲ့တိုက်ခိုက်ခဲ့ရာစစ်သားတအုပ်တွေဆုံးခဲ့ကြောင်းကော်ဘရာ1ပခုတ်ကူတပ်ဖွဲ့တာဝန်ခံဘုံမွေဟောက်ကရှင်းပြထားပါဗါးမေလ14ရက်နေ့မော်လယ်တနအိ6မိနစ်အချိန်နဲ့ညနေ6:50မိနစ်အချိန်တို့မှာ ရှင်မကန်တောကြောင်းမှာယာယီတဆွဲထားတယ်။အချမ်းမဲ့စစ်သားများကိုရော့ကတ်၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မေလ၁၆ရက်နေ့မှာလည်းရှင်မကန်ရွာကိုရော့ကတ်၂လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့မေလ၁၆ရက်နေ့မှာစစ်တပ်ကရှင်မကန်တောကြောင်းကနေ ကားလေးစီးနဲ့ပခုတ်ကူတက်မှတရတဲ့ကိုထွက်လာတယ်လို့သတင်းရတဲ့အတွက်လမ်းမှာမိုင်းဆွဲတက်ခတ်ခဲ့ရာအကြမ်းစစ်သားတအုပ်သေးဆုံးခဲ့ကြောင်း၎င်းကရှင်းပြထားပါတယ်စစ်တပ်မိုင်းဆွဲခံရတဲ့နေရာမှာ MAG ပေါက်တစ်ခုနဲ့ 5.56G 24တောင်ကျန်ခဲ့ပြီးတော့စစ်စင်ရေးတိုက်ခိုက်မှုများကိုပခုတ်ကူခိုင်ပတ်ကဖခွဲငါ AR ဒေါင်းတက်ဖွဲ AR ဒေါင်းတက်စိတ် PLO တက်ဖွဲ Cobra 1ပခုတ်ကူတက်ဖွဲတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကကလေးတံငယ်များကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်နေမှုကို တရုတ်နိုင်ငံကတာစီပီယံမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကဒီကနေ့မှထုတ်ပြန်တောင်းဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ7ရက်နေ့ကဒီပယ်ရင်မြို့နယ်မြန်မာစစ်ကောင်စီအုပ်စုရဲ့ကြောက်မဲ့ဖွဲရလေကြောင်းတိုက်ခတ်မှုများကြောင်းကလေးငယ်22ဦးသေဆုံးခဲ့တဲ့ဖြစ်ရအပေါ်မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM အနေနဲ့အလွန်တရာတုံ့လုံခြောက်ခြားပြီးတော့ဆက်ဆုပ်ရွန်ရှာမိပါကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ကလေးငယ်များအပေါ်စစ်ကောင်စီအုပ်စုရဲ့ရိုင်းစိုင်းကြမ်းကြုတ်တဲ့တိုက်ခတ်မှုများကိုချက်ချင်းရပ်တန့်စေရအလို့ငါ မှာ SACM ကတရုတ်နိုင်ငံကို၎င်းရဲ့အသီးသားထင်ရှားတဲ့ဩဇာအာဏာကိုစစ်ကောင်စီအုပ်စုအပေါ်အသုံးပြုပေးပါရန်တောင်းဆိုလိုက်တယ်လို့သိရပါဗျ။မေလ၁၂ရက်နေ့ကတိုက်ခိုက်မှုဟာကလေးငယ်များနဲ့စာတင်ကျောင်းများကိုပြင်ပထားပြီးတော့ခက်ခါတလဲလဲရည်ရွယ်ချက်ရှိရှိနဲ့ပြုလုပ်နေတဲ့တိုက်ခိုက်မှုများရဲ့အစိပ်ပိုင်းတစ်ခုပင်ဖြစ်တယ်လို့ပြောဆိုလိုက်ပါဗျ။အခုလိုမျိုးတိုက်ခိုက်မှုများရဲ့ထင်ရှားတဲ့ဥပမာတစ်ခုဟာ 2022ခုနှစ်စက်တဘာလ16ရက်နေ့ကဖြစ်ပွားခဲ့တဲ့လက်ရကုံအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုပင်ဖြစ်တယ်လို့ထောက်ပြပြောဆိုထားပါတယ်။အဲ့ဒီဖြစ်စဉ်မှာလည်းစစ်ကောင်စီအုပ်စုတပ်ဖွဲ့ဝင်များကဒီပဲမြို့နယ်မှာရှိတဲ့ဘုံကြီးကျောင်းဝဲအတွင်းထဲကနေစတင်ကျောင်းတစ်ခုကိုလေးကျောင်းနဲ့မြေပြင်ကနေရက်ဆက်စွာတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ကလေးတငယ်9ဦးအပါအဝင်အ ਨੇ ဆုံးလူ12ဦးသေဆုံးခဲ့ရကြောင်းဖော်ပြထားပါတယ်။ဒါ့အပြင်တပ်တွေအထောက်အထားများကိုဖျောက်ဖျက်ရန်ကြိုးပမ်းတဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများကကလေးအလောင်းအများပြားနဲ့ဒဏ်ရာတဲ့ကလေးတငယ်များကိုဖယ်ရှားခဲ့တယ်လို့ SACM ကပြောဆိုထားပါတယ်။တရုတ်နိုင်ငံကလာရှိုးမြို့ကိုထိန်းချုပ်ခွင့်ကိုစစ်ကောင်စီအုပ်စုထမ်းကိုလွှဲအပ်ရန်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကိုတရုတ်နိုင်ငံကမကြုံစားဘူးဂျားဝင်ဆွတ်ဖတ်ပြီးတော့ အတင်းအကျပ်ဖိအားပေးခဲ့ပြီးတဲ့နောက်တလမပြည့်ခင်မှာပဲစစ်ကောင်စီအုပ်စုရဲ့နောက်ဆုံးကလေးငယ်များအပေါ်အဆုလိုက်အပြုံလိုက်တပ်ဖြတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီလောက်ရက်များကတရုတ်နိုင်ငံရဲ့သဘောထားကိုပုံမရှင်းလင်းစွာဖော်ပြနေတယ်လို့ပြောပါတယ်။တရုတ်နိုင်ငံကမိမိရဲ့အကျိုးစီးပွားရရှိရေးအတွက်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်ရန်ဝင်မလေးကြောင်ပြသခြင်းဖြစ်တဲ့အပြင်အဲ့ဒီအကျိုးစီးပွားအောင်မြင်ရန်အလို့ငါစစ်ကောင်စီအုပ်စုကိုမိမိရဲ့တဆင့်ကန်ကန်ထရိတ်ယူထားတဲ့ကျေးစာတက်ဖွဲ့တဖွဲ့ အတုံးချနိုင်တဲ့အတိုင်းအတာတိရှိနေတယ်လို့တပ်တွေပြအတည်ပြုလိုက်ကြောင်း SACM ကထောက်ပြထားပါတယ်။တရုတ်နိုင်ငံဟာမြန်မာစစ်တပ်အားကာလကြာရှည်စွာပြင်တိတာထင်ရှားတဲ့နိုင်ငံရေးစစ်ရေးအထောက်ပံ့များပေးအပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအထောက်ပံ့တွေထဲမှာတိုက်လေရဲများနဲ့လေကြောင်းကတွေကျဲချတဲ့ဘုံများလည်းပါဝင်နေပြီးတော့၎င်းတို့ကို2021ခုနှစ်ဖေဖော်ဝါရီလကစစ်ကောင်စီအုပ်စုရဲ့ မအောင်မြင်အထမမြလိုက်တဲ့အာနာသိမ့်မှုရဲ့နောက်ပိုင်းအရဲသားများအပေါ်အဖြတ်ဆွမ်းအားကြီးမားလာတဲ့တိုက်ခိုက်မှုများကိုဆက်လက်ပြုလုပ်နိုင်ရအတွက်အသုံးပြုခဲ့တယ်လို့သိရပါဗျ။ဒါအပြင် SACM ရဲ့မကြသေးမီကမှထွက်ပေါ်လာတဲ့စုံစမ်းစစ်ဆေးမှုများအရာတရုတ်နိုင်ငံကမြန်မာစစ်တပ်ကိုအခေအားကျတဲ့နီးလန်းနဲ့ကူညီခဲ့ပြီးတော့မြန်မာမှာရှိတဲ့လက်နက်ဆက်ရုံများမှာလေကြောင်းကနေကျဲချတဲ့ဘုံဒီများကိုပြည်တွင်းမှာတင်ထုတ်လုပ်မှုကိုတီးထောင်နိုင်စေရန်နဲ့ ရေရှည်တည်တတ်နိုင်စေရန်ကူညီခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာ၄နှစ်ကြာတနိုင်ငံလုံးအတိုင်းအတာနဲ့တော်လှန်ရေးဖြစ်ပွားခဲ့ပြီးတဲ့နောက်ယခုကစစ်ကောင်စီအုပ်စုဟာနိုင်ငံသားကနေပြီးတော့ဂျားဝင်ဆွတ်ဖတ်မှုနဲ့အထောက်ပံ့အပေါ်လုံလုံရရမိခိုနေရတဲ့အခြေအနေကိုရောက်ရှိနေပြီလို့ပြောဆိုလိုက်ပါဗျ။အခုလိုမျိုးမိခိုနေရခြင်းရဲ့အဓိကရည်ရွယ်ချက်ဟာ၎င်းတို့ရဲ့ပြိုလဲမှုကိုရှောင်ရှားရန်နဲ့အရသာပြည်သူလူထုအပေါ်ပြင်းထန်လွန်ကဲလာတဲ့ဆင်းရဲဒုက္ခများဆက်လက်ပြီးတော့တက်ရောက်ဆေးရန်ဖြစ်တယ်လို့သိရပါဗျ။ အထူးသဖြင့်တရုတ်နိုင်ငံစီကနေပြီးတော့အကူအညီကိုအဓိကအားထားနေရခြင်းဖြစ်ကြောင်း SACM ကပြောဆိုလိုက်ပါတယ်။ဒါကြောင့်တရုတ်နိုင်ငံအနေနဲ့ကြီးမားလာသောဩဇာအာဏာကိုအသုံးပြုကာကလေးတငယ်များအပေါ်စစ်ကောင်စီအုပ်စုရဲ့ရိုင်းဆိုင်ကြမ်းကြုတ်တဲ့လုပ်ရမများကိုချက်ချင်းအဆုံးသတ်ပေးရန်တောင်းဆိုလိုက်တယ်လို့ပြောဆိုထားပါတယ်။အခုလိုမျိုးအဆုံးသက်ရေးကြိုးပမ်းမှုရဲ့ဒစိတ်တပိုင်းအနေနဲ့စစ်ကောင်စီအုပ်စုထံကိုတိုက်လေရင်များ Jet Fighter တိုက်လေရင်များနဲ့မောင်းသူမဲ့ drone များအပါအဝင်တိုက်ခိုက်ရေးလေယာဉ်များလေကြောင်းကနေကျဲချတဲ့ဘုံးဒီများ နှစ်ဖက်သုံးပစ္စည်းများနဲ့ဤပညာလေးရင်စီနဲ့မြန်မာနိုင်ငံမှာလေးချောင်းကနေကျဲချတဲ့ဘုံများကိုပြည်ရင်းမှာထုတ်လုပ်ရမှာမရှိမဖြစ်လိုအပ်တဲ့အခြားသောကုန်ကြမ်းပစ္စည်းများနဲ့အထောက်ပံ့များကိုပေးပို့မှုများကိုလည်းရပ်ဆိုင်းရမှာဖြစ်တယ်လို့ SACM ကတောင်းဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာစစ်တပ်နဲ့ UWS ေထိန်းချုပ်ထားတဲ့မိုင်းဆက်မျိုးမိုင်းယွန်းဒေသမှာမြေရှားတပ်တို့များတူးဖော်ပြီးတော့စွန့်ပစ်ပစ္စည်းများကြောင်းထိုင်းမြန်မာနယ်စပ်ကပြည်သူတပ်တန်းကျော်ရဲ့ကျန်းမာရေးအခြေအနေဟာဆိုးရွားစွာထိခိုက်နိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံနေဆက်က25ကီလိုမီတာသာကွာဝေးတယ်။ရှမ်းပြည်နယ်မိုင်းဆက်မြို့တောင်ဘက် မိုင်းယွန်းဒေသမှာမြေရှားတပ်တုတွေနှစ်တွင်ရှိနေတာကိုဂျိုဒူဓာတ်ပုံများမှာတွေ့မြင်ခဲ့ရပြီးတော့အဲ့ဒီမြေရှားတပ်တုများကစွန့်ပစ်ပစ္စည်းများဟာနမ်ခုတ်မြေအတွင်းကိုစီးဝင်နေရေအေးမြစ်များကိုညင်ညမ်းစေကာနေဆက်နှစ်ဖက်လုံးမှာရှိတဲ့မြေအောက်ပိုင်းတွေပြည်သူတပ်တန်းကျော်ရဲ့ကျမရေးစိုးဝါစွာထိခိုက်မှာကိုစိုးရိမ်ပွဲရာဖြစ်နေတယ်လို့ရှမ်းလူအခွင့်ရေးမန်တိုင်းကပြောရေးဆိုခွင့်ရှိသူရင်းလျမ်းဟန်ကရှင်းပြထားပါတယ်။ ဂျိုရုဓာတ်ပုံများရဲ့ဖော်ပြချက်အရအဲ့ဒီတပ်တုတွဲများရဲ့ပုံတံတန်းဟာကချင်ပြည်မှာရှိတဲ့တရုတ်ကုမ္ပဏီများက TBM TB နဲ့ Dysprosium DY တို့ကိုပမာဏများစွာတူဖော်နေတဲ့မြေရှားတပ်တုတွဲများရဲ့ပုံတံတန်းလိုမျိုးလုပ်ငန်းသုံးကန်အဝိုင်းများကိုစီတန်းထားတာကိုတွေ့မြင်ခဲ့ရတယ်လို့သိရပါတယ်ကချင်ပြည်နယ်မှာရှိတဲ့မြေရှားတပ်တုတွဲတူဖော်မှုဟာကမ္ဘာ့ပတ်ဝန်းကျင်ကိုပြင်းထန်စွာထိခိုက်စေတဲ့ Institute ၄ချင်းနီးလန်းတဲ့တူဖော်နေခြင်းဖြစ်ပြီးတော့၎င်းဟာမြေရှားတက်တူများကိုထုတ်ယူရန်တောင်များကိုအပေါက်ပေါက်ကပိုက်များကနေတစဉ်ဓာတ်ရုပစ္စည်းများကိုလောင်းထည့်ပြီးမှအဲ့ဒီဓာတ်ရုအရင်များကိုကန်တွင်းထဲကိုပြန်ထည့်သွင်းပြီးအခြားဓာတ်ရုများကိုထပ်ထည့်ကမြေရှားတက်တူကိုတူဖော်ခြင်းဖြစ်တယ်လို့သိရပါဗျ။မြေရှားရဲ့စိုးကြိုးကတော့အများကြီးပဲဗျ။သူကမြေထဲကိုဓာတ်ရုပစ္စည်းတွေလောင်းထည့်ပြီးမှတူရတာမဟုတ်လို့ မြေအောက်ရေအထိပါအစိတ်အသက်ပါတယ်ငါးတွေငှက်တွေလိုမျိုးပြိဿအငယ်တွေကအသက်ဆုံးရှုံးမယ်အပင်တွေတောတောင်တွေပြက်စီးမယ်လူတွေကလည်းကင်ဆာလိုမျိုးကြောက်ကက်ယောဂါလိုမျိုးယောဂါတွေဖြစ်လာနိုင်ပါတယ်အခုဆိုရင်ထိုင်းနိုင်ငံဘက်ကနမ်ခုတ်မြစ်ထဲ အာဆင်နဲ့ပမာဏကအများကြီးမြင့်တက်နေပြီသူတို့ဆက်ဆဲတွေ့ထားတယ်ဒါကအရန်ကိုစိုးတိုးဖြစ်စေပါတယ်လို့ရှမ်းလူခွေရေးမန်တိုင်ကပြောရေးဆိုခွင့်ရှိသူရင်းလျမ်းဟန်ကပြောပြထားပါတယ်ဓာတ်ရုပ်ပစ္စည်းများကိုအုံပြုပြီးတော့မြေရှားထုတ်လုပ်နေခြင်းကိုဆောင်ရွက်နေတဲ့ကချင်ဒေသမှာတဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့မြေရှားတပ်တို့တွင်များအနီးနေထိုင်တဲ့ဒေသခံများရဲ့ကျမ်းမာရေးထိခိုက်မှုများကိုစနစ်တကျမှတ်တမ်းတင်ထုတ်ပြန်ထားခြင်းများရှိနေပြီဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးမြေအောက်ကနေတူဖို့ထုတ်ယူမှုဟာ ြေပြိုကြခြင်းများကိုဖြစ်ပေါ်စေခြင်းမြေပေါ်မြေအောက်ရေများကိုအဆိပ်သင့်စေခြင်းငါးများနဲ့တောရိုင်းတရိတ်ဆန်များကိုတိုက်ဆုံးစေခြင်းနဲ့စိုက်ပျိုးပင်များကိုလည်းထိခိုက်စေခြင်းများဖြစ်စေကြောင်းရှမ်းလူခွင့်ရေးမန္တလေးကပြောဆိုလိုက်ပါတယ်။လက်ရှိအချိန်မှာမိုင်းယွန်းဒေသမှာရှိတဲ့မြေရှားတပ်တို့တွင်များဟာနမ်ခုတ်မြေအတွင်းထဲကိုအဆိပ်များစွန့်ထုတ်နေပြီးဖြစ်ရာရွှေတွင်းတွေကြောင့်ရှင်းနေနှင့်ပြီးသားဖြစ်တဲ့ညဉ့်ညမ်းမှုများဟာပုံမဆိုးရွားနိုင်ကား ရှမ်းပြည်တောင်ပိုင်းနဲ့ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့နမ်ခုတ်မြစ်တစ်လျှောက်မှာနေထိုင်တဲ့ဒေသခံများရဲ့အကြမ်းရေးကိုချင်းချောင်နေတယ်လို့ရှမ်းလူခွင့်ရေးမန်တိုင်ကသတင်းထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံမှာနမ်ခုတ်မြစ်ဟာချင်းမိုင်ခရိုင်မဲအိုင်းမြို့နယ်တာတွန်းရွာကနေတဆင်ချင်းရိုင်ခရိုင်ကိုဖြတ်တန်းစီးဆင်းကချင်းဆန်မြို့နယ်ထဲမှာမဲခေါင်မြစ်အတွင်းကိုစီးဝင်တဲ့မြစ်ဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့်မိုင်းယွန်းဒေတာမှာရှိတဲ့မြေရှားတပ်တို့တူးဖော်မှုနဲ့ဖြစ်ပေါ်လာနိုင်တဲ့နေဆက်ဖြတ်ကျော်တက်ရောက်မှုများဟာနေဆက်နှစ်ဖက်နိုင်ငံစလုံးမှာရှိတဲ့တာဝန်ရှိသူများကအစောတလင်စုံစမ်းရလိုအပ်နေပြီးတော့တပ်တို့တူးဖော်မှုနဲ့ပတ်သက်တဲ့အချက်အလက်များအားလုံးကိုအများပြည်သူသိရှိစေရန်ထုတ်ဖော်ပြသရန်လိုအပ်တယ်လို့ရှမ်းလူခွေရေးမန်တိုင်းကတိုက်တွန်းထားပါတယ်အခုလောလောဆယ်တော့ထိုင်းအစိုးရကိုကျမတို့ဘက်ကဓာတ်ရိုက်သတိပေးတာမျိုးထက်ထိုင်းတဲ့က မိဖက်အဖွဲ့အစည်းသူတို့ထိုင်းချင်းချင်းတတိပေးနိုင်အောင်တော့ချိတ်ဆက်ပြီးတော့လုပ်နေပါတယ်လို့ရှာလူခွင့်ရေးမန်နိုင်ကပြောရေးဆိုခွင့်ရှိသူရင်းလျန်းဟန်ကပြောဆိုလိုက်ပါတယ်မြေရှားတပ်တုတွင်များတီရှိရာမိုင်းယွန်းဒေတာဟာမြန်မာစစ်ကောင်စီနဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ပူးပေါင်းထိန်းချုပ်ရာဒေတာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့မဲလာစခန်းကို KNU ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်ထိုင်းရောက်မြန်မာစစ်ဘေးရှောင်ပြည်သူ910ဦးဟာအိမ်ပြန်ကြပြီဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလာ16ရက်နေ့မှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့မဲလာစစ်တပ်စခန်းကို KNL ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ရရှိပြီးတဲ့နောက်ဒီနေ့မှာမြန်မာစစ်ဘေးရှောင်ပြည်သူ910ဦးဟာအိမ်ပြန်ကြပြီဖြစ်တယ်လို့သိရပါဗျ။နယ်စပ်မှာတိုက်ပွဲများကြောင်း ထိုင်းနိုင်ငံကိုယာယီတိတ်ဆောင်ခဲ့ရတဲ့မြန်မာစစ်ဘေးရှောင်ပြည်သူများကိုထိုင်းအာဏာပိုင်များကနေစရာနဲ့စားစရာရိတ်ခါများပံ့ပိုးပေးခဲ့ကြပြီးတော့ဒီကနေ့အိမ်ပြန်ချိန်မှာလဲတောင်ရင်းမြစ်အထိတည်ယူပို့ဆောင်ပေးခဲ့ကြတယ်လို့သိရပါဗါးထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်တပ်ရဲ့စခန်းများကို KNL မဟာမိတ်ပူးပေါင်းတပ်များကဆက်လက်တိုက်ခိုက်သိမ်းပိုက်နေတဲ့အတွက်မြန်မာဘက်အချမ်းကပြည်သူ900ဝန်းကျင်ဟာထိုင်းနိုင်ငံဘက်ချမ်းကိုတိတ်ဆောင်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗါးမေလ23ရက်နေ့ညနေပိုင်းမှာ KNU နဲ့ PDF ပူးပေါင်းတပ်များကစစ်ကောင်စီခမရ24တပ်ရင်းရဲ့ တာလေပြူဟာဆက်စခန်းကိုတိတ်ပတ်ခဲ့ပြီးတဲ့နောက်မေလ16ရက်နေ့ညနေပိုင်းမှာမေလစစ်ကောင်စီတပ်စခန်းကိုဇက်တိုက်တိုက်ခိုက်တိတ်ပတ်ခြင်းဖြစ်တယ်လို့သိရပါဗါးမေလ9ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့တခေါပီခွေးစခန်းကို KNL နဲ့ PDF ပူးပေါင်းတပ်များကတိုက်ခိုက်တိတ်ပတ်နိုင်ခဲ့တယ်လို့သိရပါဗါး KNU က match လား AP လားနဲ့အခုမေလအတွင်းနေမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပူလူတူခလဲ့ဒေးတခေါပီခွေးမောဖားတူစခန်းတာလေစခန်းများကိုဆက်လက်တိုက်ခိုက်တိတ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မြင်းများမျိုးသိန်းတိုက်ပွဲမှာဖမ်းဆီးရရှိခဲ့တဲ့စစ်တုံးမှန်းမိသားစုဝင်225ဦးကို အေကပြန်လွတ်ပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမေလ16ရက်နေ့မှာစစ်တုံးမန်းမိသားစုဝင်များကိုဒုတိယအကြိမ်မြောက်ပြန်လွတ်ပေးလိုက်ခြင်းဖြစ်ပြီးတော့အဲ့ဒီစစ်တုံးမန်းမိသားစုဝင်များကိုအရခတက်တော်ကစစ်တုံးမန်းဥပဒေနဲ့အညီကျွေးမွေးဆောင်ရှောက်ခဲ့ပြီးတော့စစ်တုံးမန်းမိသားစုဝင်225ဦးကိုပြန်လွတ်ပေးလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့မှာအရခတက်တော်ကမင်းများမျိုးကိုအပိသက်သိမ့်ပိုက်ပြီးတဲ့နောက်ဖမ်းဆီးရရှိခဲ့တဲ့စစ်ကောင်စီရဲ့စစ်တုံးမန်းများနဲ့တုံမန်းမိသားစုဝင်များဖြစ်တယ်လို့သိရပါတယ်။ အေကပြန်လွတ်ပေးလိုက်တဲ့စစ်တုံးဘန်းမိသားစုဝင်တွေထဲမှာအမျိုးသမီး65ဦးကလေးငယ်130ဦးပါဝင်ပြီးတော့အရခတက်တော်က၎င်းတို့အားလုံးကိုမိသားစုများထံပြန်လည်အနှံလိုက်ပြီးဖြစ်တယ်လို့သိရပါတယ်ပထမအကြိမ်အဖြစ်ဧပြီလ23ရက်နေ့ကလည်းမင်းပြမျိုးသိမ်းတိုက်ပွဲကဖမ်းဆီးရရှိခဲ့တဲ့စစ်တုံးဘန်းမိသားစုဝင်180ဦးကိုအေအေကလွှတ်ပေးခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းရေပြည်မြို့နယ်ကံပေါက်အခြေစားအမှတ်203ခြေလျင်တက်ရင်ကစစ်မှုထမ်းအပတ်စဉ်8ကစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာတနက်တက်လက်ယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၄ရက်နေ့ရေပြည်မြို့နယ်ကံပေါက်အခြေစားအမှတ်203ခြေလျင်တက်ရင်ကစစ်မှုထမ်းအပတ်စဉ်8တင်းနန်းစင်တပ်သားတဲ့ရန်ရှင်းနဲ့တူရဝင်းတို့နှစ်ဦးကတနက်တက်လက်ယူဆောင်လာပြီးတော့ဒေါနာတက်ရင်ခြေမုံရေးတက်ခွဲခွန် LPF ထံကိုလက်နက်ချလင်းဝင်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့ရန်ရှင်းတဲ့သူရဝင်းတို့က MA1 တပ်နက်တလက်ကြီးပေါင်းနှစ်ခုကြီတောက်200ရုပ်ကိုယူဆောင်လာခဲ့တယ်လို့သိရပါဗျ။အလင်းဝင်လာတဲ့သူစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးကိုဂုံပြူစုငွေများချိမြင့်ပေးထားတယ်လို့သိရပါဗျ။ အလင်းဝင်ရောက်လာသူနှစ်ဦးကစစ်မှုထမ်းတပ်သားတစ်တွေပါတယောက်ကရေပြူမြို့နယ်ကံဘောက်ကပါတယောက်ကဘိတ်ကပါအလင်းဝင်လာတဲ့သူနှစ်ဦးကအပတ်စဉ်ရှစ်ကလို့ပြောပါတယ်နှစ်ဦးစလုံးပေါ်တာဆွဲဖမ်းခံရပြီးတော့စစ်ထက်အထက်ခံလိုက်ရတာရန်ရှင်းဆိုတဲ့တယောက်ကထိုင်းကနေပြန်ပို့တာပါတယောက်ကဘကိုးမှာစစ်မှုထမ်းအဖြစ်ဖမ်းခံရတာစစ်မှုထမ်းတင်တန်းကိုဘိတ်မှာတက်ရတယ်လို့ပြောတယ်ဘလုံးပကူဇန်နဲ့ချိတ်ဆက်ဝင်လာလဲဆိုတော့အရှိတော်မှာတိုက်ပွဲဖြစ်တော့ထွက်ပြေးလာတာပါအလင်းဝင်လာတဲ့သူနှစ်ဦးတနက်ပါလာတဲ့သူကိုဂုံပြုစုငွေကျပ်သိန်း၄၀ချင်းပြေးထားပါတယ်တနက်မပါလာတဲ့သူကိုတော့ဂုံပြုစုငွေ၁၀သိ ိမ့်ချိမြင့်ပေးတာပါတယ်။စခန်းမှာပဲကောင်းမွန်စွာထိမ့်သိမ့်ထားပါတယ်။လွတ်မြောက်နယ်မြေသွားကြတယ်ပြောလို့တေချာစီစဉ်ပေးနေပါတယ်။အလင်းဝင်ကျင်တဲ့သူတွေကိုအမြဲတမ်းကြိုးစုံနေပါတယ်လို့လောင်းလုံးပန်နေဆိုလာ force LPF ကတင်းနဲ့ပြန်ကြားရေးတာဝန်ခံလီယိုကပြောပြထားကြောင်းတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်း၊နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ